ရခိုင်ပြည်နယ်ကကြောက်ဖြူထူးစီးပွားရေးစုံတည်ဆောက်ဖို့ရန်ကုန်မြို့မှာဆိုရဝန်ကြီးဌာနတွေပူးပေါင်းပြီးဆွေးနွေးခဲ့ကြပါတယ်။ကြောက်ဖြူထူးစီးပွားရေးစုံကိုတည်ဆောက်ဖို့တင့်တော်သည့်နေရာများကိုရွေးချယ်ခြင်းစီးပွားရေးစုံပေါ်ပေါက်လာတဲ့အခါပြည်နယ်အတွင်းဖွံ့ဖြိုးတိုးတက်ရေးလားလာများနဲ့ဖြစ်ပေါ်လာနိုင်တဲ့စိန်ခေါ်မှုတွေကြောင်းပြည်လမ်းမှာရှိတဲ့နိုင်ငံတကာစီးပွားရေးစင်တာ IBC မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ဆိုရအဖွဲ့က အထူးစီးပွားရေးဆောင်ဖြစ်ပေါ်လာနိုင်မဲ့လားလာတွေကိုတင်ပြတဲ့အခါမှာဂျပန်နိုင်ငံကနီပွန်ကိုအီကုမ္ပဏီနဲ့ပူးပေါင်းပြီးရေနေရာတတ်မှတ်ဖို့အတွက်၆ဖြူမြို့ကင်းမြောက်ဒေသကိုဦးစားပေးနေရာတင့်နဲ့၆ချောင်းတိုက်နယ်ကိုဦးစားပေးနေရာနှင့်အဖြစ်အဆိုပြုခဲ့ပါတယ်။၆ဖြူထူးစီးပွားရေးဆောင်အတွက်ရေနေရာတတ်မှတ်ပြီးတဲ့အခါစီမံကိန်းပုံစံနဲ့ထူးစီးပွားရေးဆောင်ဥပဒေလုပ်ငန်းမျိုးစားတွေကိုဆက်လက်လုပ်ကိုင်ကြဖို့စွမ်းအင်ပို့ဆောင်ရေး မြေရထားဝန်ကြီးဌာနနဲ့ရခိုင်ပြည်နယ်စစ်မှုဝန်ကြီးဌာနတို့ကအရာရှိတွေဆွေးနွေးခဲ့ကြပါတယ်ကျွန်တော်တို့ခရူဝိုက်ကံနဲ့တန်ကပုတ်နဲ့ခရူဝိုက်ကံနဲ့ဒီဆောက်ရေးစီမံကိန်းရဲ့ရန်နီပိုင်လေးကိုတက်မဲ့စီမံကိန်းဖြစ်ပါတယ်။ကျွန်တော်တို့သောအထုပ်ယူရရှိလာတဲ့ဂက်စီကိုကျွန်တော်တို့တရုတ်ပြည်ကိုရောက်ချတဲ့အချိန်မှာအရှိလက်ပိုင်းဒေသအနေပြီး PPLC လို့ခေါ်တဲ့ PPL Territory Slash Group Carrier နဲ့ကျွန်တော်တို့တည်ဆောင်လာတဲ့ ကျင်းနေခြင်းမျိုးမရေချောညာဆောက်လုပ်မယ်ကျွန်တော်ခရူအိုက်တာမနေရနေတဲ့စစ်ခရူအိုက်တာကပို့ရနေပြီးတော့ကျွန်တော်တို့ပိုက်လိုင်းနေနဲ့ရှင်တွဲတဲ့ guest ပိုက်လိုင်းနဲ့ရှင်တွဲတဲ့ damn view ကျွန်တော်တွေ့ပြီးယူနေပြီးနေကိုကျွန်တော်ပို့ဆောင်သွားမှာဖြစ်ပါမဝဘဝဒီဆောက်ချက်ကျွန်တော်ယင်းနေစိပိုက်လိုင်းနဲ့တွေ့သားမယ်တဘာဝကြောင့်ပိုက်လိုင်းတွေ့ရတော့ကျွန်တော်တို့လုပ်ငန်းသုံးရည်ရင်စိုက်ကနိုင်ဖို့တွေ့တယ် တ်တင်ဒီစာရေးစီမံခွင့်ကိုထောက်အောင်ပုံပြီးအော်တိုဘာလ30ရက်နေ့ကနေပြီးတော့ကျွန်တော်တို့အခမ်းအနားနဲ့ပြည့်တင်ရိုင်းနေခဲ့ပါတယ်ဒီမှာကိညာရာကျေရ2000ခုနှစ်အော်တိုဘာလ30ရက်နေ့မှာဆောက်လုပ်ပြီးပြီဆိုရတာပြီးမယ်ကျွန်တော်တို့2010ခုနှစ်ဒီနိုဝင်ဘာလမှာဆောက်လုပ်ပြီးလို့သုံးသွင်းနေပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကြောက်ပြွားနေပြီးတော့ကျွန်တော်တို့ယူမန်ပြည်နယ်ဘက်ကို မြန်မာနိုင်ငံအတွင်းအင်တာနက်ပတ်လည်နဲ့ guest ဖိုင်တိုင်းဖြတ်သန်းဆွေးနွေးသွားမယ်မူစေတီသွားမယ်လမ်းကြောင်းဖော်ပြထားပုံဖြစ်ပါတယ်ကျွန်တော်တောက်ပြီးဒါမရေကျောင်းဆိုရှင်လိုင်းကလေးကနေရာဖြစ်တော်တဲ့ဥပမာအဝေရေလဲကျောင်းတဲ့ပါယေရှု15မီတာကပ်လာရှိတဲ့အတွက်ကြောင့်ယေရှု15မီတာဆိုတော့ကျွန်တော်တပါဝအရာကျွန်တော်တို့ပေးထားတဲ့ယေရှု15မီတာဖြစ်ပါဒါပေမဲ့ကျွန်တော်တို့ကမီတာ30မီတာရှိအောင်တောင်တူးရပါ အဲရေလမ်းကြောင်းရဲ့အောက်ကျမ်းပြင်မြေမျိုးစားတောင်တူးလူရမရဟိုကျွန်တော်စစ်စီးရမြန်မာနိုင်ငံမှာထူးစီးပွားရေးဇုံဖြစ်တဝယ်နဲ့တီလဝဇုံတွေကိုအကောင့်ထည့်ဖော်နေပြီးထိုင်းနဲ့ဂျပန်နိုင်ငံတို့ကပူးပေါင်းမှာဖြစ်ပေမဲ့ကြောက်ဖြူဇုံအတွက်ဘယ်နိုင်ငံနဲ့ပူးပေါင်းအကောင့်ထည့်ဖော်မယ်ဆိုတာစိုးရကထုတ်ပြန်မှုတွေမလုပ်သေးပါဘူးကြောက်ဖြူထူးစီးပွားရေးဇုံဟာတရုတ်နိုင်ငံကိုတင်ဖို့မဲ့ရေနံနဲ့သဘာဝတန့်ခွေပိုင်လိုင်းရဲ့ ရင်းနှီးစိတ်ကမ်းနဲ့မိုင်းနှဲငယ်လောက်သာကွာဝေးပါတယ်